လူငယ်တွေရဲ့အိမ်မက်နိုင်ငံဖြစ်တဲ့ကိုရီးယားနိုင်ငံဟာဆိုရင်ဖြစ် K-pop, K-drama နဲ့စားသောက်ဆိုင်တွေကအစားဒီလှပတဲ့အိမ်မက်တစ်ခုလိုပါပဲ။တင်းတို့ရဲ့စိတ်ထဲမှာလည်းကိုရီးယားကိုလာဖို့အတွက်စမ်းနာတွေပြင်ပြနေပြီလား။ဒီနေ့မှာတော့တင်းတို့ကိုအိမ်မက်တွေကြီးပဲပြပြပေးတော့မှာမဟုတ်ပါဘူး။ကိုရီးယားနိုင်ငံကိုလာပြီးတော့အခြေတကျနေထိုင်ဖို့အတွက်ဆိုလို့ရှိရင်ကိုရီးယားနိုင်ငံကိုမျက်ကွယ်ပြုလို့မရတဲ့အရာတွေများရှိနေပါတယ် ဒီအရာတွေကိုမတင်ဘူးဆိုလို့ရှိရင်တင်လို့ရစိတ်ကူးအိမ်မက်တွေဟာလည်းကိုရီးယားနိုင်ငံရဲ့ဒီချက်တွေဒီအရာတွေရဲ့ PR တွေအောက်မှာပဲဒီပျက်စီးပျောက်ွယ်သွားနိုင်ပါတယ်ကိုရီးယားနိုင်ငံကိုလာဖို့အတွက်အမှန်တကယ်မဖြစ်မနေအတိအကျတိထားရမယ့်အချက်၅ချက်ရှိပါတယ်ဒီ၅ချက်ကပါတယ်လေကိုရီးယားနိုင်ငံမှာလာပြီးတော့တင်းတို့ရဲ့အိမ်မက်တွေကိုအကောင့်ထဲဖွင့်ခြင်းနော်ဒီဗီဒီယိုလေးကိုအစာအဆုံးစက္ကန့်မလို့ကြည့်သွားပြီးပို့ တိုက်တွန်းချင်ပါတယ်။ကဲဆက်လက်ကြရအောင်။နံပါတ်1အနေနဲ့ကကိုရီးယားနိုင်ငံရဲ့လုပ်ငန်းခွင်အကြောင်းကိုရီးယားနိုင်ငံရဲ့လုပ်ငန်းခွင်ဟာဆိုရင်ဖြင့်ဒီလုပ်ငန်းခွင်စီကံတင်ကြမှုဟာကမ္ဘာအကြမ်းတန်းဆုံးစည်ရင်းထဲမှာပါဝင်နေပါတယ်။ပြီးတော့တင်းတို့ဟာဒီရုပ်ရှင်တွေတဲကလို့ကိုရီးယားနိုင်ငံရဲ့လုပ်ငန်းခွင်ဟာပျော်စရာကောင်းတဲ့လုပ်ငန်းခွင်လို့မှတ်ယူထားမယ်ဆိုရင်တော့မှားပါလိမ့်မယ်။ ိုရီးယားနိုင်ငံမှာအထက်အောက်ဆိုပြီးတော့ဟိုအထက်အောက်ဒီဘယ်လိုပြောမလဲကိုရီးယားနိုင်ငံမှာအထက်အောက်စနစ်ဆိုပြီးတော့ရှိတယ်ပေါ့နော်အထက်အောက်စနစ်ဆိုတာကဘာလဲဆိုတော့အထက်လူကြီးတွေကိုအမြန်လေးစားရပြီးတော့အထက်လူကြီးတွေရဲ့စကားကိုနားထောင်ပေးရတာကလည်းနှိမ့်စင်ပုံမှန်လုပ်နေကြအတိုင်းပဲဖြစ်ပါတယ်ပြီးတော့ကိုယ့်ရဲ့ဖြစ်ချင်တဲ့ဆန္ဒဖြစ်ဖြစ်ချင်တဲ့ဆန္ဒပြောချင်တဲ့အရာတွေကိုတိုက်ရိုက်ပြောဆိုဖို့ဆိုတာကလည်းအလုံးမင်းခက်ခဲလာပါတယ် နောက်တစ်ခုကဒီညာညာပိုင်းအချိန်ပိုဆင်းရတဲ့အချိန်ဒီမှာဆိုလို့ရှိရင်လည်းအချိန်ပိုဆင်းရတာပုံမှန်ဖြစ်ပြီးတော့ဒီအလုပ်သိန်းချိန်မှာတော့အထက်လူကြီးတွေတိမ်မှာအထက်လူကြီးတွေအလုပ်ပြီးစီမှာကိုတွေအလုပ်သိန်းရတဲ့အနေအထားမျိုးရှိပါတယ်အဲကြောင့်အလုပ်နဲ့လူအဝင်ခွင့်ကြဖြစ်ဖို့ကလည်းအလုံးမင်းဒီခက်ခဲလာပါတယ်နဘက်မိနေရဲကတော့ဒီကိုရီးယားနိုင်ငံရဲ့ဒီအင်ညာနဲ့နေထိုင်စရာတွေဖြစ်ပါတယ် ကိုရီးယားနိုင်ငံမှာဆိုရင်အထူးသဖြင့်ဆိုမျိုးကနေထိုင်စေးအင်မတန်မြင့်မားတဲ့နေရာဖြစ်ပါတယ်။အင်္ဂလာကအနေနဲ့ဆိုမျိုးရဲ့ဒီဆိုမျိုးမှာရှိတဲ့တိုက်ခန်းတခန်းရဲ့အင်္ဂလာကဟာဆိုရင်အဲတင်းတို့ရဲ့လစာရဲ့တဝက်နေပါရှိပါတယ်။ပြီးတော့အလှပနဲ့ကျမကြီးနေရာတွေမှာဈေးကြီးဈေးမြင့်မားတဲ့အပြင်နေ့စဉ်အပြင်မှာတွားလာစားတောက်နေစားတောက်နေစားတောက်ဆိုင်နေအပြင်စားတွေမှာလည်း ဈေးနှုန်းမြင့်မားတဲ့အတွက်ကြောင့်နေ့စဉ်စားသောက်နေထိုင်မှုအတွက်ကအလွန်ပင် window ဝင်ဖို့တစ်ခုဖြစ်နေပါတယ်။နောက်ကနံပါတ်3အနေနဲ့ကတော့ဘာသာစကားအခက်ခဲနဲ့လူမှုဆက်ဆံရေးဘာသာစကားအခက်ခဲနဲ့လူမှုဆက်ဆံရေးမှာကိုရီးယားနိုင်ငံကိုလာတဲ့အခါဒီကိုရီးယားဘာသာစကားကိုမရဘူးဆိုလို့ရှိရင်အရာရာဟာဒီအခက်ခဲတွေအများကြီးရှိနေပါတယ်ရှိနေနိုင်ပါတယ်ပြီးတော့ကိုရီးယားနိုင်ငံကဒီ လောဒီကိုရီးယားနိုင်ငံမှာပေါ့နော်ဒီလူမျိုးကိုရီးယားနိုင်ငံရဲ့လူမျိုးတွေอ่ะပေါ့နော်ဒီနိုင်ငံတကာဘာသာစကားကိုအသုံးမပြုတဲ့အပြင် လူတော်များများကလည်းအင်္ဂလိပ်စကားကိုပြောဆိုခြင်းမရှိရဲ့အတွက်ကြောင့်နော်နေ့စဉ်စကားပြောအတွက်တောင်မှာပါခက်ခဲတွေရှိနိုင်ပါတယ် ပြီးတော့လူမျိုးဆက်ဆံရေးအနေနဲ့ကိုရီးယားလူမျိုးတွေဟာအသက်ကိုပေါ့နော်ဒီကိုရီးယားလူမျိုးဆိုင်နဲ့ကိုရီးယားလူမျိုးတွေကပေါ့နော်ဒီအသက်ကိုအခြေခံပြီးတော့ပြောဆိုရတဲ့စီးမြင့်တွေ ရှိတဲ့အတွက်ကြောင့်နိုင်ငံသားတွေအတွက်ဒါစိန်ခေါ်မှုတရက်လို့ဟိုဖြစ်နေဖြစ်နေတယ်ပေါ့နော်အဲကြောင့်ဒီဒီလူမျိုးစီးမြင့်တွေရှိတဲ့အတွက်ကြောင့်ပေါ့နော်ဒီကိုရီးယားလူမျိုးတွေနဲ့ခင်မင်းဖို့ဆိုတာကအလွန်ကြီးခက်ခဲတဲ့အရာတစ်ခုဖြစ်ပါတယ်နံပါတ်၄အနေနဲ့ ီကိုရီးယားလူမျိုးတွေရဲ့အလှပဆန်နှုန်းနဲ့ပြိုင်ဆိုင်မှုဖြစ်ပါတယ်။ကိုရီးယားလူမျိုးတွေဟာဆိုရင်ဖြင့်ဒီအလှပအလေးထားတဲ့ယဉ်ကျေးမှုရှိပါတယ်။အသွင်ပြင်းပတ်သက်ပြီးလို့ပတ်သက်လို့ရှိရင်ပေါ့နော်သင်တို့ရဲ့နေ့စဉ်ဝတ်သွားလာလှူရှားတဲ့ဝတ်စားစင်မှုတွေကစာသူတို့ကနေ့စဉ်အကဲခတ်ဖြတ်လေရှိပါတယ်။ဒီဖိအားတွေကဒီဖိအားတွေကြောင့်ပေါ့နော်စိတ်ဖြည့်စင်းမှုကိုဖြစ်ပေါ်စေတတ်ပါတယ်။ နောက်တစ်ခုကဒီပညာရေးနဲ့အလုပ်တန်ဆိုင်မှုပေါ့နော်ပညာရေးနဲ့လုပ်တဲ့အောင်မြင်မှုအတွက်ဒီသူတို့ရဲ့ပြန်ဆိုင်မှုကလည်းပြင်းထန်မှာပါတယ်ပညာရေးပဲဖြစ်ဖြစ်အလုပ်ပဲဖြစ်ဖြစ်ဒီအရာအလုံးပဲထိတ်ဆုံးမှရောက်နေဖို့ကအရေးကြီးပါတယ်နောက်တစ်ခုကအာဒီတခြားကိစ္စအရာတွေအတွက်ကိုလည်းစိတ်ပိုင်းဖြတ်ထားဖို့ငါလုံနိုင်တယ်ငါလုံနိုင်မှာဖြစ်မယ်ဆိုပြီးတော့စိတ်ပိုင်းဖြတ်ထားဖို့လိုပါတယ်။နောက်ဆုံးအနေနဲ့ကတော့ဒီ ကြီးကြပ်ရင်အလွယ်တကူမရရှိနိုင်တဲ့လူဝင်မှုကြီးကြပ်ရင်ဖြစ်ပါတယ်။ကိုရီးယားနိုင်ငံမှာနေထိုင်ဖို့အလုပ်လုပ်ဖို့ဆိုလို့ရှိရင်အမြဲတမ်းဗီဇာကိစ္စနဲ့ရင်ဆိုင်ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ဒီလူဝင်မှုကြီးကြပ်ရေးကစီးမြင့်တွေကလည်းမကြခဏအပြောင်းလဲရှိတတ်ပြီးတော့ဗောနော်ဒီစီးမြင့်တွေကိုလိုက်နာဖို့အတွက်ကလည်းအလွန်ပင်ခက်ခဲလာပါတယ်။ကိုရီးယားနိုင်ငံမှာအခြေကျနေထိုင်တာဒါမှမဟုတ်လို့ရှိရင်ရေဒီရေရှည်နေထိုင်ခွင့် ရဖို့ဆိုတာအလွန်ပင်နေခက်ခဲတဲ့စိန်ခေါ်မှုတရပဲဖြစ်ပါတယ်။စူးစမ်းအားထုတ်မှုနဲ့ဒီဇွဲလုံးဝရှိမှသာလေရနိုင်မှာပဲဖြစ်ပါတယ်။ကဲအားလုံးပဲဒီနေ့ပြပြပေးခဲ့တဲ့အချက်၅ချက်ကိုတိတိကျကျမှတ်မိမယ်လို့ထင်ပါတယ်။ကိုရီးယားနိုင်ငံဟာဆိုရင်ဖြင့်အပြင်ကကြည့်တလောက်သူတို့ရဲ့ဒီကိုပိုင်အပြင်ကကြည့်ရင်လှပတလောက်ပေါ့နော်အတွင်းထဲမှာသူတို့ရဲ့ကိုပိုင်အခက်အခဲတွေနဲ့ဒီ စင်းနှင်းတွေကအများကြီးရှိနေပါတယ်။ဒါပေမဲ့စိတ်ပူပါနဲ့ဒီဗီဒီယိုဟာကျွန်တို့ကိုကြောက်လန့်အောင်လေ့ကူထားတာမဟုတ်ပါဘူး။အသိပြင်ထားနိုင်အောင်ပါ။ဒီချက်တွေအားလုံးကိုကြိုတင်ပြင်ဆင်ထားနိုင်ပြီဆိုလို့ရှိရင်သင်တို့ရဲ့ကိုရီးယားဘဝဟာလည်းအောင်မြင်ပြီးတော့ပျော်ရွှင်စရာကောင်းတဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။အဲအားလုံးပဲကိုရီးယားကိုလာဖို့အတွက်ဒီစိတ်ပိုင်းခက်ပြီးပြီလား။ကြိုတင်ပြင်ဆင်နေပြီလား။ ဒါမှမဟုတ်ဒီအချက်တွေတဲကဘယ်ချက်ကခက်ဆော့ခက်ခဲဆုံးလဲဆိုတာကို comment ပေါ့မှာဒီတင်တို့ရဲ့အမြင်တိုင်းဖြေကြားပေးခဲ့ပါနော်နောက်ထပ်နောက်ထပ်ဗီဒီယိုတွေမှာလည်းကိုရီးယားနိုင်ငံမှာဒီအတီးတကြားနေထိုင်မှုအတွေ့လိုအပ်တဲ့အကြံဉာဏ်တွေကိုဆက်လက်ပြီးတော့ဒီဆက်လက်ပြီးတော့မျှဝေပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်ဒီဗီဒီယိုလေးကို subscribe လေးလုပ်ပြီးတော့ notification လေးကိုလည်းနှိပ်ထားခဲ့ပေးပါနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်